2025ခုနှစ်မလ20ရက်နေ့တွင်ယမန်ရှိဟူသီတပုံများကတဲအဖီရှိအစ္စရေးနိုင်ငံဘန်ဂူရီယန်လေစိတ်တွင်တာဝေးပစ်ပတ်ထိန်ဒုံးကျည်ဒဇင်းကိုပြစ်ခတ်ခဲ့ကြောင်းပြောကြားခဲ့သည် အစ္စရေးအရိုကာဂွေယစ်နစ်ကပြမကိုမထိမီဒုံးကျည်ကိုဖျက်ချနိုင်ခဲ့သည်ဒါဟာအစ္စရေးကိုနေရက်အတွင်းဒုတိယအကြိမ်ဟူသီဒုံးကျည်နှင့်တိုက်ခိုက်တဲ့ဖြစ်သည် အစောပိုင်းတွင်ဘီယာရှိဗာကိုပြစ်ခတ်ထားသည့်ဒုံးကျည်ဒဇင်းကိုဆော်ဒီအဒီဗျာနိုင်ငံဘက်တွင်ဂျာဖျတိုက်ဖျက်နိုင်ခဲ့သည်အစောပိုင်းတိုက်ခတ်မှုများသည့်ဂါဇာရှိအစ္စရေးအီလုံရကိုတုံ့ပြန်သည့်အနေနှင့်ပြည်ပကဆက်လက်ဖြစ်ပွားနေပါကနောက်ထနေရာများကို ပြင်မှထားရန်တတိပေးထားကြောင်းဟူတီများကပြောကြားခဲ့သည်တုံ့ပြန်သည့်အနေနှင့်အစ္စရေးကဟူတီတို့ထိန်းချုပ်ထားသည့်မြို့တော်စာနာနှင့်ဟူဒီဒါစစ်ကမ်းမြို့တို့ကိုဘုံကျဲတိုက်ခိုက်ခဲ့ရာ အနည်းဆုံးလူ6ဦးတေဆုံးခဲ့သည်အီရန်ကျောထောင်းနောက်ခံပြုအဖွဲ့ကိုတံပြန်ရန်အမေရိကန်သည်စာနာရှိဟူဒီပြစ်မှတ်များကိုအဆက်မပြတ်တိုက်ခိုက်ခဲ့သည်ဤဖြစ်ရများသည်တင်းမာမှုများတူလာကဒေသတွင်ပြည်ပကပုံမှုခြေပြန့်လာမည်ကို ဆိုမှုများလည်းရှိပါသည်